အင်းမောင်နဲ့စံချောတို့စငယ်ချင်းတွေကရွာကြီးတွေကိုရောက်သွားခဲ့ပြီးထိလက်သွေးပြည့်ဖွဲ့အရာယူတွေကိုတွေ့မြင်ခဲ့ရတဲ့ဇလန်းလေးဖြစ်ပါတယ်ဇလန်းလေးမစခင်မှာတော့ channel လေးကို subscribe လုပ်ရသင့်ရင် subscribe လုပ်ပြီးတော့ဝေးနားကဒိုဒီခေါလောင်းလေးကိုလည်းနှိပ်ထားကြဖို့တောင်းဆိုလိုက်ပါတယ်ညမှာတော့အေးမွန်တဲ့တာကြောတို့ဟာငါးပန်းထွက်ကြဖို့လုပ်နေကြပါတယ် အခုရဲ့တွေ့တဲ့မှာ မိုးရီကလည်းမနာနိုင်ပါတော့ခူဒီလေးဖိတ်ပြီးစတိုက်ထိုးလို့ကောင်းတဲ့ခြေပေါ်ဗျာဒါပေမဲ့ယူဇာမကြီးတဲ့လူကြီးမေကတော့စောက်ချိုပြီးအေးဖို့ကလွယ်ရင်ဘာမှသိမှာမဟုတ်ပါဘူးလေအခုချိန်ညမှာတော့မိုးလေကဆဲသွားတော့အေးမွန်တဲ့တန်ချောက်တို့ကငါးဖန်ရက်ဖို့ပြင်ဆင်နေခဲ့ကြပါလေလေထဲမှာငါးမြန်းတပ်တွေနဲ့ငါးစာဒီကောင်ဝင်ထက်ထားတဲ့ပုံလေးနဲ့အစ်စ်ပြေလို့တော့ပြင်းနေခဲ့ပါပြီဗျာ နေလိုက်ပြီးတော့၎င်းသားပြောပြောဆိုဆိုနဲ့ထွက်လာခဲ့ကြတာပေါ့ငါများထွက်တဲ့ဆိုရင်လေရာစီဥတုကိုကြည့်ပြီးထွက်ခါရတာမျိုးဗျအခုလိုမျိုးဂျယ်ရလပ်တွေတားနေ냐ဆိုရင်တော့ကောင်းကင်ရှုခွဲလေးကိုမော့ရင်ငါလေးမြရင်လည်းအတော့ကိုစီကြတာပေါ့တန်ချာတို့ဟာတောဆက်လေးနာကချောင်းလေးစီကိုတွားကြမှာဖြစ်ပါတယ်သူတို့ထွက်လာခဲ့တဲ့လမ်းတစ်ချောင်းမှာလေလီပီလေးတွေကချင်းကြီးစွာနဲ့တိုက်ခိုက်နေခဲ့တယ်ဗျလေတဲနေခဲ့တာကြောင့် ဘေးဘက်ကိုကျင်းမှာရှိကြတဲ့တစ်ဖေတိတ်ဝလေးတွေဟာလေလှုပ်ခဲနေကြကြတာပေါ့ဒီလိုနဲ့တိတ်မကြခင်မှာပဲသူတို့ရဲ့ခကြီးပြတဲ့ဒေါဇန်နာလေးကိုရောက်လာခဲ့ကြပါတယ်ဒေါဇန်နာလေးမှာတော့အစကပြောခဲ့သလိုပဲရေချောင်းကြီးတစ်ယောက်ကို တွေးရမှာဖြစ်ပါတယ်ရေချောင်းကြီးထဲမှာတော့ဗေဒာဘေးတွေကြာရွက်ကြာပူးတွေနဲ့ဝေစာနေကလေးလို့ဆိုရမှာပေါ့ဗျာရေပြည်ကြီးမှာလေကောင်းကင်ဘော်ကလာရောက်တွေထိဟဲ့နေပြီးဘဝသမားတွေတော့ တိတ်ကူမှာပြည့်ပြည့်စုံတဲ့ညညဖြစ်ပါတယ်။တန်ချုံနဲ့အေးမော်နဲ့ကောက်သားကတော့60ကိုရောက်တာနဲ့ငားများချေတွေကိုငားစာဖြစ်ပြီးသူတို့ရဲ့လုပ်ငန်းစဉ်ကြီးကိုစတင်နေခဲ့ပါတယ်။တယောက်ကလည်းမီးလေးပို့ပြီးတော့ဒီနေရာမှာသူတို့စကားဝိုင်းလေးကိုစတင်ဖို့လုပ်နေခဲ့ပါတယ်။ဒုနေအောင်ကြီးဟာလေတိုက်တန်ကြောင့်တေရွယ်လှုပ်တန်းပဇင်းတန်ကလွှဲရင်ဘာသာမှမတရားလောက်အောင်ပဲတိတ်ဆိတ်နေတယ်လော်လာပါတယ်။ တိတ်ဆိတ်လောတာကလည်းတုံ့ဆရာတဲ့မျိုးလို့ဆိုရမယ်ဗျာဥပမာမိသားကိုပြောရမယ်ဆိုရင်တော့ဒိုဂျီမေတို့ရဲ့ကြီးစားဟာရုတ်ချဲ့ညစ်ကြသွားတဲ့ပုံစံပေါ့ဒါဆိုရင်တော့ဝမ်းသာစွာနဲ့ပဲမကြခင်မှာလူချင်းမအားအတေးခံရတော့မယ်ရှီပြင်းနေမိဖြစ်ပါတယ်ဒါကြောင့်တိတ်ဆိတ်နေတဲ့ဆိုတဲ့လေနားရည်လို့မထင်လိုက်ပါနဲ့ဗျာအေးမောင်နဲ့တန်ကြတို့ဘက်ကိုပြန်ဆဲရမယ်ဆိုရင်လေ ဒီစီအေးစီနေတဲ့ပန်ဝန်းကြီးကြီးမှာဘလို့ရပါ ega သူတို့စီကိုရောက်လာမလဲဆိုတာကို တွေ့နေရမှာဖြစ်ပါတယ်။ဒါကြောင့်စိတ်အေးထားပြီးတော့ဇလန်းလင်းကိုအစိုးရလိုက်ပါစီးညော့ချရအောင်ပါဗျာ။ဒီလိုနဲ့အေးမွန်နဲ့တန်ချိုးတို့နှစ်ယောက်သာစကားကောင်းနေလိုက်တာအခြေတစ်ခုတည်းကြားမိသွားခဲ့ပါတယ်။ခြေတနားရီလုံးကြားမိသွားပြီမေ။သူတို့ထောက်လာတဲ့ငါးများချစ်တွေဟာဘာမှကြောင်ထူးလာခဲ့ပါဘူး။အဲ့ဒါနဲ့တန်ချိုးကနေဘရို့ ငါတို့ရဲ့ငခြေတွေထောက်ထားတာနှစ်နာရီရှိပြီမဟုတ်လားအဲ့ဒါတော့ဘာမှမလို့ရသေးပါလားဟာရရသေးဦးတို့နဲ့ဆိုရင်ငါတွေမရှားလို့ပါဘူးအေးမကနေအေးဟုတ်တယ်ကွာအခုချစ်စိုးတခုခုချက်ကြနေပြီငါတွေကိုတစ်ချက်လောက်သွားစေကြည့်ရအောင်လာသူတို့ညောက်တာငါများချဲတွေကိုလာကြည့်တော့ကျိုးပက်ပြည့်စည်နေကြတာကိုတွေ့လဲရပါတယ်ဒါသူတို့ငါးညလာတဲ့စက်တန်တစ်ချောင်းတကားမှမကြုံဘူးတဲ့အရာလည်းဖြစ်ပါလေ ငါများရန်ကျိုးပဲ့ရလောက်တဲ့ထင်တောက်ချန်ရုတ်ထွက်နေတဲ့ငါဆိုတာရှိမှမရှိပဲဦးဗျာဒါကြောင့်သူတို့ညောက်လေဟာဘလို့ဖြစ်တာလဲငချစ်တွေကငါမစိတ်ပဲမယောက်ကပဲစိတ်သွားတာလားဆိုပြီးအော်နေကြတာပေါ့ချောကြီးနဲ့နေတပည့်ကိုကြည့်လိုက်တော့လေညီသေးစွာစီစင်းနေတဲ့ချောင်းရင်တန်းကလွဲ့ရည်အာလူကပုံမှန်တိုင်းပဲရှိနေခဲ့ကြတယ်ဗျာဒါပေမဲ့လေထိုးရွေးကြားတွေကနေမသိမသာလှုပ်ရှားနေတဲ့ຢာတခုကရှိနေခဲ့ပါတယ် အမောင်ထဲမှာဆိုတော့သူတို့ကောင်လေးအဲ့ဒါဘာကြီးလဲဆိုပြီးကြက်ကိုတရားကိုကြီးနေရကြပါလေကြီးနေကြရင်လည်းသူတို့ညှောက်စလို့ကလက်ချောက်ဝတ်မှာတင့်နေတဲ့တွေတွေကိုမက်ဆီမစ်ပြီးမျိုးချလိုက်တာပေါ့အဲ့ဒီနောက်တန်ချောက်ကနေဟေးဟေးမိတ်တွေ့လာတော့မသိဘူးအဲ့မှာတကူလှုပ်နေရနော်ဘာလဲမသိဘူးအေကန္တာငါတကူဖြစ်မယ်ကွာပုံစံကခလေးကြောက်လိုပဲဒီချီချီရေလျှောက်တဲ့လာစောနေတာများလား အိမ်မကတော့ဒီလိုပြောတယ်ကြာဖြစ်ချင်းလည်းဖြစ်မှာပေါ့ကွာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါဇက်ပြည်ငါတို့သွားချောက်ချင်းတီးရမှာပဲအဲ့တော့ပါဇက်ကိုပိတ်ခြေတံဖော့ဖွာလေးနေပြီး သူ့နားလေးကိုသွားချောက်ချင်းကြမယ်ဒီလိုတိုင်ပင်ကြပြီးသူတို့နှစ်ကောက်သားရေထဲချင်းချင်းစွာဆင်းလာခဲကြတယ်ဗျာအစမကြောက်ရအောင်လေအထူးမျိုးဆက်ပြီးတော့အဒီနီယာကိုချိတ်ခဲ့သွားရတဲ့အချိန်မှာတော့မထင်မထားတဲ့ຢာတစ်ခုကိုပွားထွေခဲ့တယ်ဗျာ လာဗာနေတဲ့ကောင်းငင်ကြီးရဲ့အလင်းရောင်မြွာလေးချောင်းနဲ့ရည်ပင်ကြီးတစ်ခုလိုကိုလိုလောက်စွာအလင်းပေးနေခဲ့ပါတယ်။ဒါကြောင့်လာရဲ့အောက်မှာလူတယောက်ရှိနေတာကိုထင်ရှားစွာတွေ့လဲရပါတယ်။ထိုလူကြီးကတမန်နေနေရလူတော့ဟုံးမနေရဲ့ဘူးဗျာ။အရွယ်ကတော့ဘုဒ္ဓအရွယ်ဖြစ်ပြီးလူကြီးမေလိုမဲပြောင်ချောကြီးဖြစ်နေခဲ့တယ်ဗျာ။အသားရည်နဲ့ငယ်တိကိုပြောတာပါ။ထိုလူကြီးကအာဖရိကကရောက်လာတဲ့လူမဲလို့ပြောရင်တော့လက်ခံဖေးရမယ့်ပုံစံပေါ့။ ဲ့ဒီလူကြီးဟာငါးတကောင်ကို အရှိလဲလဲတိတ်ဖြက်စားဖောက်နေခဲ့တယ်ဗျာစားနေချက်ကလည်းစတုဒီတာကိုကိုရောက်နေသလားတော့အောင်မရပါတယ်ငါရဲ့သွေးတွေဟာလည်းလှုပ်ကနေလှုပ်ကနေပန်းထွက်နေခဲ့သေးတာဗျာသူလူကြီးဟာကြည့်ရကြည့်ရင်လည်းတောက်စရာကောင်းလာပြီးတော့ထူးဆန်းတဲ့သူ့ရဲ့မျိုးလို့တွေကိုလည်းတွေ့လဲရပါတယ်သူတို့နောက်ကောက်ကတော့အဝေးတနေရာကနေချောင်းကြည့်နေရကြပါတယ်တန်ချောင်းရဲ့အေးမောက်ထဲမှာတန်ချောင်းကတော့ ။လောင်ဝဲတိတ်နေနဲ့တက်တီကောင်းနေဗျာ။စောပြေးခါတာရတာလဲပါတာပေါ့လေ။အဲ့ဒီနောက်ပဲသူဟာဘာကိုမှမကြောက်တော့ဘဲကြက်ကြက်ခံနိုင်လာခဲ့တယ်ဗျာ။အေးမောင်ကတော့အဲ့ဒီလူကိုကြည့်ရင်အသက်ချိုတာတွေညံပြီးကြောက်လက်လာခဲ့ပါပြီ။အဲ့ဒီလူကြီးကလည်းစားနေချက်ကလက်မကဖုတ်ပြတော့ကားပြီးတော့ငိုရလောက်ပါတယ်။ဒီကောင်ကြီးကဘာလဲဟ။တော်တော်အစေးကြိုက်တဲ့ကောင်ပဲ။ဒါပေမဲ့လူမရဲ့စေကားမှုတွေကိုတော့မိတ်ကြိုက်မှာမဟုတ်ဘူးဆိုတာငါပြောရဲတယ်။ ဒါကြောင့်ဟာအဲ့ဒီလူကြီးကိုကြည့်ပြီးတော့ဝေဘာနေတော့မှပဲအေးဘော့ကတော့ကြောက်လို့ဖေတုံနေခဲ့ပါတယ်။ကြောက်လာတော့သူ့ရဲ့နောက်ကိုဖြည်းဖြည်းလေးဆုပ်သွားခဲ့တယ်ဗျာ။အေးနော်ကန်ကောင်းသွားပြီးတော့စိတ်ကြိတ်ချောက်ကမှသွားပြီးတော့နေမိပါတော့တယ်။အေးမော်ရဲ့ကျေးဇူးနဲ့နားပါတဲ့အဲ့ဒီလူကြီးကလည်းထက်ချင်းဆိုသလိုကြောက်သွားခဲ့တာပေါ့။ကြောက်သွားတာနဲ့တခါတည်းစားလက်စားငါ့ကိုတော့မစားတော့ဘဲသူတို့ရှိတဲ့ဘက်ကိုတဖြည်းဖြည်းနဲ့လှည့်ကြည့်လိုက်တယ်ဗျာ။ အဲ့ဒီချိန်မှာတော့ထူးထူးကြီးရဲ့မြေလုံးမြစ်ခိုးမဲနာရူကိုကြည်တာနဲ့တည်းဒေချေဆေးပောက်သွားခဲ့တယ်ဗျအမောက်ထဲမှာလင်းနေတဲ့သူ့ရဲ့မြေလုံးတွေနဲ့တည်းသူဟာတမန်လွန်ဖို့ဘူးဆိုတာကိုရေစားမိလိုက်တာပေါ့အဲ့ဒါအပြေကမှသူတွေပြေးချနေတဲ့သူ့ရဲ့နှခမ်းတွေအပြေကိုထုတ်ထွက်နေတဲ့အဆွဲချောကြီးတွေဒါတွေကိုလည်းတွေ့တော့ တန်ကြတော့လေဒီလူဟာအန်ရရှိတာဆိုတာကိုသိသွားခဲ့ကြတယ်ဗျဒီလူကြီးဟာသူ့ဘက်ကိုစိတ်ကြည့်နေခဲ့อยู่တာမကချက်ချင်းဆိုသလိုပဲအေးမော်လို့ရှိတဲ့စီကိုခိုထွက်လာလိုက်တယ်ဗျအဲ့ဒီလူကြီးဟာခိုတဲ့ချိန်မှာလေတစ်ချက်ခိုလိုက်တာနဲ့သူတို့စီရောက်လာခဲ့တာပေါ့အဲ့ဒီချိန်မှာအေးမော်ကလည်းဟာဟေးအဲ့ဒီလူကြီးငါတို့စီကိုရောက်လာပြီတခခုလို့ဖို့အခြေရောက်ပြီနော် အခုချိန်မှာ ဘာမှတူဝင်မနေနဲ့တော့ငါကောမရှင်းနဲ့ပြေးသူတို့နှစ်ယောက်သာတဲ့ညီလက်ညီနဲ့သူနေရာကနေအမြန်ပြေးထွက်လာလိုက်တယ်ဗျာအေးမောင်ဒါဘာကောင်းကြီးလဲကွာတရေလားတစေလားငါလည်းမစိစတက်တော့ဘူးကြည်ရတာတော့ဘာလာလာအကုတ်ဆောင်းမှာတော့ကြေးသေးတယ်ဒီချိန်မှာဘာမှတူမနေနဲ့ကွာ ရော့အောင်သာပြေးသူတို့ဟာထက်ထက်လက်ဖြစ်ပြီးတော့60ကြီးကိုဖြတ်တည်ကြတာပေါ့ ဒါပေမဲ့အပြေဖက်ကိုထွေသေးရမယ်စာအဲ့ဒီလူကြီးရဲ့ဆက်ချေပဲဖြစ်တဲ့တော်ကြီးတဲ့ပြေးဝင်နေခဲ့မိပါတယ်အဲ့ဒီချိန်မှာလေအနောက်ကနေတဖက်ဖက်မိနေတဲ့ခြေသာတွေနဲ့တူအဲ့ဒီလူကြီးဟာသူတို့နောက်ကနေအလှမြန်ပဲလိုက်လာနေခဲ့တယ်ဗျာတရားတာတော့သူတို့ကိုလော်ပေးမဲ့ပုံမပေါ်တာရအောင်၎င်းသားလေဖျားခဲ့ပါတရားခဲ့ပါနဲ့ပဇက်ကနေရေရော့နေခဲ့မိပါတယ်ဒီနေ့ကနေကြတော့၎င်းတို့လေမောပန်းသွားကြတာပေါ့ ဒါပေမဲ့လေမောပြီးစိန်ပါတဲ့အစားခံရပြီးစိန်မှာပိုကြောက်တာမျိုးအနာယူမြဲပဲဆက်လက်ပြေးနေခဲကြရပါတယ်။ဒီလိုနဲ့ပြီးရင်ပြီးစံချောင်းဆိုတဲ့ကောင်ကကံကောင်သွားခဲ့ပြန်ပါတယ်။ပြီးရင်လည်းခလုတ်တဲ့ပြီးလဲကျသွားတာကြောင့်သူနေရာမှာနေကြီးကိုအေးရမဲ့ကမှောက်ပါပါတော့တယ်။လဲကျဒဏ်ရာကတည်းကအာဟုသူပြီးပေးလာခဲရတာကတည်းကအဲ့ဒါတွေကြောင့်တန်ချောင်းလေးလဲကျရာကနေမနေ့ပြန်ထားခဲ့ရပါတယ်။ ူပြန်ထားလိုက်တဲ့အချိန်မှာတော့အာကုန်သွားပြီးအစားကားလိုလည်းမပြေးနိုင်တော့ပါဘူးခေတနာကချွတ်ချွတ်လော်သွားခဲ့တာကြောင့်အတော့ကမှရေစာနေခဲ့တာပေါ့အဲ့ဒါနဲ့ခြေကိုလက်ပံချပြီးပြေးထန်စွာအသက်ရှူနေတော့မှသူပင်ဟိုးခြေကိုတတိထားမိလိုက်ပါတယ်သူတို့ရဲ့ပက်ပက်လေးမှာခြံစည်းရိုးတွေအီဒီယိုနဲ့ရွာလေးတွေကို ရောက်နေခဲ့တယ်ဗျာထိုရွာလေးဟာသူတို့တစ်သက်မှမကြဘူးမတွေ့ဘူးတဲ့ရွာလေးတွေကလေးဖြစ်ပါတယ် ဒီရွာလေးဟာစိတ်ဝင်စားဖို့ကောင်းစွာနဲ့ရေစာနေတဲ့တောင်ချောက်တွေလည်းမျိုးလေးချက်ရသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့နေလုံးတွေကတော့ရိုကြီးနေပေးဖြစ်နေကြတာပေါ့။အဲဒီမှာအေးမော်ကတောင်ချောက်ဒီနေရာမှာရွာလေးတွေပါရှိတယ်ဆိုတဲ့အကြောင်းငါလည်းမသိရပါလား။ဒီရွာနာမည်ဘယ်လိုခေါ်လဲကွာ။မင်းသိလား။မင်းအေးကရောကြောက်ဘူးလား။ဟာဘ ్రో ကလည်းဒဲကလားတခါမှမကြဘူးကွာ။ အေးဒီညထူးတော့ထူးနေပြီနောက်ထပ်ယူဖို့ပဲကြာတော့တယ်တခါမှမမြင်ဘူးမကြားဘူးတာတွေတွေ့နေမြင်နေရတယ်တို့ရလေဟာလှုပ်ရဆန်းကြံမှုတွေနဲ့ဒူရှားမှုတွေရှိနေခဲ့တယ်ဗျ။အဲဒီမှာထုံညှထားတဲ့မိတွေတွေတင်းစီနေတဲ့နေတဲ့အရေးအောင်တွေပြီးတော့ဘာသာမှမကြားရတာတွေကသူတို့စိတ်ထဲတမျိုးကြီးဖြစ်စေခဲ့တာပေါ့။ဒီကြတဲ့ခွေးတွေကပါအိုးလက်ကြီးထားဦးတော့ သူတို့ခင်ဗျာကြောချမ်းနေခဲ့ပါပြီအဲ့ဒါတွေထဲပိုအရေးကြီးတာကဘန်းကြီးပေးလာခဲ့တဲ့တွေသူတို့မြောက်စလို့ရေစာနေခဲ့ကြတယ်ဗျာအဲ့ဒါနဲ့အေးမောက်တို့လည်းအကြံတစ်ခုရသွားပြီးတော့အနေဆိုးအိမ်လေးရဲ့ခြံဝဲတဲကိုပြေးဝင်သွားခဲ့ကြပါလေအရှင်တို့အရှင်တို့ချို့တို့ကုညီလေးတစ်ခုတော့တောင်းရင်လို့ပါ အထက်မှာလူရှိရင်ကုညီပေးပါဦးဗျာဒါကြောင့်ဟာ ။ဒီရှိကိုအောင်လို့နေပေမဲ့လေအထဲကနေဘာစမ်းမှမကြားခဲ့ရပါဘူး။ဘာတော့ပြန်မှုမှမကြားရတဲ့သူတို့လေခဏလောက်တော့စောင့်နေခဲ့ကြပါတယ်။ခဏကြာတော့ဧရီကာဟာဂင်းကြီးစာဖွက်လိုက်တဲ့အတိုင်းနဲ့တူလူကြောက်ထွက်လာခဲ့တယ်ဗျာ။အထဲကနေထွက်လာခဲ့တဲ့သူက စပင်းဖြူဖြူငါကိုကုန်းနဲ့ဘွားကြီးကျောက်ဖြစ်ပါတယ်။ထို့ဘွားကြီးဟာသူတို့စကိုထွက်လာခဲ့ပြီးတော့မင်းသေးကြီးနဲ့အခုလိုပြောပါတယ်။မဲတို့ကိုကြည်လာတာ ဒုက္ခတွေ့နေကြတဲ့ပုံစံပဲအထဲကိုဝင်လာကြပါအိတဲဝင်လာကြတန်ချောင်းတို့ကတော့အာနာတာတဲ့ကြောင်အဖွားကြီးရဲ့မျက်နှာဟာလေအချောက်ကြီးနဲ့တူလာကြအောင်အိတဲမွေရင်ပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်တန်ချောင်းကသူတို့ကိုရေတိုက်ခွေဖို့ပဲပြောခဲ့တာပေါ့အဲ့ဒီချိန်မှာထိုးရွာမှာရှိတဲ့ရွာသားတွေအမောင်တဲကနေရုတ်တရက်ထွက်လာကြတယ်ဗျပြီးတော့လေရွာထဲတစည်းဝေတာမကြိုက်ဘူးဆိုတဲ့မင်းနေဘေးနဲ့ ကြည့်နေရကြပါလေကိုစီကိုစီဧတဲ့ကနေဆက်ကြည့်နေခဲ့ကြပြီးပုံထူးခြားတာကသူတို့ပါဇက်ကနေလေစကားတခေါ်မှမပြောလာခဲ့ဘူးဗျာဒီတိုင်းရေုံနှုတ်ပိတ်ကဒီပူဇာနဲ့ကြည့်နေခဲ့ကြတာပေါ့အဲ့ဒီကြည့်တွေကကြောက်ရှာကောက်လာတာကြောင့်အေးမောက်တို့လေစွမ်းကြီးဝဲလောင်းခံရမှာစိတ်ပူလာပါတော့တယ်နောက်တစ်ခုတတိထားမိတာကတော့အစားကသူတို့နောက်ကိုလိုက်လာတဲ့သူကိုတော့မတွေ့ရတော့ဘူးဗျာ အဲ့ဒီနောက်တော့ရေသွားခဲ့တဲ့ဘွားကြီးပြန်ရောက်လာပြီးတော့သူတို့ကိုစိတ်မပူဘူးပြောခဲ့ပါတယ်။ဒီကရွာသားတွေကစိတ်တဘောထားကောင်းတဲ့အကြောင်းဖော်ပြမှုရှိတဲ့အကြောင်းဆိုခဲ့တယ်ဗျာ။ဒါပေမဲ့လက်တွဲမှာတော့ကိစ္စလုံးမတဲကြည့်နေတဲ့အကြည့်တွေကလွဲရည်ဘာမှမတွေ့ခဲ့ရပါဘူး။ဒီတော့တန်ချောင်းကလည်းထုတ်ဘွားကြီးယူပေးတဲ့ရေကိုတောက်လိုက်တာပေါ့ဗျာ။အဘွားရဲ့ကြီးကဘာလို့ငန်းကြီးကြီးဖြစ်နေရတာတုံးပြပြီးတော့ ။တင်းကြီးတိနဲ့ကလည်းဆွေးနေသေးတယ်။ခမားရှူးပေါက်ထည့်ထားတာတော့မဟုတ်ပါဘူးနော်။အခွင့်မြင့်ပြောင်းတဲ့လူလေးရေခွဲနဲ့ထူလိုက်လို့တိုးရဲလောက်မူးလဲသွားမယ်။ဒီရွာရဲ့ရေကအိုင်ဝင်နဲ့ခတ်ထားလို့နင်းနေငန်နေတာကွယ်။အေးမော်ကလည်းဒီလိုဝီပြောခဲ့တယ်ဗျာ။ဒီကောင် မင်းတကုတ်ခုကိုတရရသွားတယ်မလား။အဲ့ဒီချိန်မှာသူတို့စောက်ကြည့်နေကြတဲ့ကြွာသားတွေတခုခုထူးခြားလာခဲ့ပါလေ။ ဘာကြောင့်မှမသိရပေမဲ့စောက်ကြီးနေတဲ့ကြွားသားတွေဟာသူတို့ရဲ့မူလနေရာကိုပြန်လှည့်ထွက်သွားကြတယ်ဗျာအသက်မပါတဲ့ကြီးတွေအသက်မပါတဲ့ခန္ဓာကိုယ်လှုပ်ရှားပုံတွေဘာတစ်ခေါက်မှမဟာကြတဲ့သူတို့တွေကအေးမော်လိုမြင်မှာတော့အတော့ကိုမှထိုးဆန်းနေခဲ့တယ်ဗျာဒီကလူတွေကဘာထားလဲဟာမသိရင်ငါတို့ရန်သူနေမြေတဲ့ရောက်နေတယ်လို့ခံစားနေရတယ်။ပန်ချောက်ကတော့အဲ့ဒီလူအုပ်ကြီးကိုကြည့်ပြီးဒီနေရာကမထွက်သွားရဲတော့တယ်လို့ကြောက်ရွံ့စိတ်တွေဝင်လာခဲ့ပါတယ်။ အခြေကလေညတကောက်ဆက်နှစ်ကျော်ပြီဆိုတော့ဟိုဟာကြောက်ရဒီဟာကြောက်ရနဲ့ခဏလောက်တော့တုတ်ဆိတ်နေခဲ့ကြပါလေအဲ့ဒီမှာအဘွားကြီးကနေပြီးတော့ငါဘာတို့အခြေလေနောက်ကျနေပြီဆိုတော့ဒီညဒီမှာပဲအေးလိုက်ပါလားကွယ်မနေ့ကမှအေးပြန်တော့ကြပေါ့ေဒီလိုပြောလိုက်တဲ့ချိန်မှာတော့အေးမော်နဲ့တန်ချောင်းတန်ချောင်းနဲ့အေးမော်တို့ကတယောက်ကိုတယောက်လှည့်ကြည့်လိုက်ကြတယ်ဗျာပြီးတော့မှ ဝါတို့ဒီကထွက်ရင်တိတ်မလို့ချို့ဘူးဆိုတဲ့ကြီးနဲ့အချက်ပေးလိုက်ပါတယ်။ဒါကြောင့်သူတို့နှစ်ကောက်သားလည်းအဘွားကြီးပေးတဲ့ကူညီကို လက်ခံရယူလိုက်ကြပါတယ်။အဲ့ဒီနောက်တော့ဘွားကြီးဟာသူတို့ကိုနေရာတစ်ခုစီခေါ်သွားခဲ့ကြပါတယ်။ခြံထဲမှာနောက်ထပ်သိအလေးတလို့ရှိပြီးတော့သူတို့နှစ်ယောက်အဲ့ဒီမှာတက်ခုတ်အိတ်ဆက်ရမှာဖြစ်ပါတယ်။အဘွားကြီးကဂါကြီးကိုကိုကွာကွာနဲ့သူတို့ကိုလိုက်ပြီးပြပေးခဲ့တာပေါ့။ ထွေတကားကိုဖွင့်လိုက်တာနဲ့တည်းကြောက်စရာအတန်ကြီးထွက်လာခဲ့တယ်ဗျာအဲ့ရတယ်မကပဲဆိုးရတဲ့နေသက်တွေကပါရုတ်ရက်ထွက်ပေါ်လာခဲ့တာပေါ့အဲ့ဒီအနေဆိုးတွေကြောင့်အေးမော်ကလည်းနှာခေါင်းကိုလက်ဖြင့်အုပ်ထားခဲ့ရပါတယ်အေးကြီးတို့ကလည်းအပေါ်နဲ့တွေထောက်ကနေထွက်နေခဲ့တာကြောင့်တန်ချားတို့လည်းစိတ်တဲ့တမျိုးဖြစ်သွားခဲ့ပါတယ်မင်းတို့ဘာမှစိတ်ထဲမထားပါနဲ့ကိုယ်လူမနေတော့ကြွက်တွေပေါ်တယ်လေ ဲ့ဒီကြွက်သေးကောင်းလေးကိုမရှင်းရသေးလို့ပါဒီမှာစိတ်ချလက်ချနေလို့ရပါတယ်။အော်ဟုတ်ကဲ့ပါဗျာ အခုလိုနေစရာပေးလို့ကျေးဇူးတင်ပါတယ်လို့ဒါဆိုအပွားသွားလို့ရပါပြီ။သူတို့နှစ်ကောင်သားဟာအနေဆိုးတွေကြားတယ်တော်တော်အခက်တွေ့နေခဲ့ရတယ်ဗျာ။အဲ့ဒီအလေးထားမှာနောက်တဲ့ခန်းလေးတစ်ခန်းကြာနေသေးတာပေါ့အခန်းတစ်ခါကိုဖွင့်ချလိုက်တော့ကျွင်းဆိုတဲ့တန်းကြီးကထက်ပြီးတော့ထွက်လာပြန်ပါလေ အခါတည်းမှာတော့အကုန်လုံးကမှုန်နေခဲ့တာကြောင့်ခဏလောက်တော့ဘာကူးမှမတွေ့ခင်ရပါဘူး။ဒါပေမဲ့ခဏကြာမှာတော့သူတို့နှလုံးရက်စိမဲမြေကြီးတစ်ခုကို စားတဲ့တွေ့လဲရပါတော့တယ်။ဘယ်လိုတွေကအမောင်နဲ့ထက်တူကြာသွားတဲ့ချိန်မှာလူသေးလောက်တွေနဲ့အယိုးခန္ဓာကိုယ်တွေကို တွေ့လဲရတယ်ဗျာ။ကြပြင်ပါလေချောင်းနေတဲ့သွေးတွေအများပြားပေနေခဲ့ပြီးပါသက်ယူကြည့်လို့ဖြည့်နေခဲ့ပါတယ် အလောက်တွေကိုကျွလိုက်တော့လေအတော့ကမှပြည့်ပြည့်စရာကောင်းလာပါတယ်အစားခံထားရလို့အယိုးနဲ့ကလီစာတွေပဲကြံနေခန္ဓာကိုယ်တွေကိုလေတွေ့ခဲ့ရတာပေါ့အဲ့ဒီထက်မှဘိုးကြီးရဟန်းနဲ့တူတဲ့အလောင်းတွေလေရှေ့နေကြတာတွေ့ခဲ့ရပါတယ်အဘွားကြီးကတော့လှုပ်ရှားလိုက်ပြန်ပြီအာတုဘခန်းလို့လို့အဖားသက်ယုံကြည်လို့လို့အခန်းမှာ လာပြီးတော့ထားရတယ်လို့တို့ညင်ကြပြောဆိုနေကြတော့မှအခါတော့ကအတန်တစ်ခုကိုကြားလဲရပါတယ် အဲ့ဒီတန်ကပလို့ပလောင်နေတကူကူစားနေတဲ့အတန်ပြဒါနဲ့သူတို့လေအတန်ချိုင်းအဖက်ကိုကြည့်လိုက်တော့ထိုင်လေတာမေကင်ပြောင်တကူကူစားနေခဲ့ပါတယ်အဲ့ဒါကိုတွေ့တော့ဘာဒီများအဲ့လောက်တဲတန်စားနေလဲဆိုပြီးသေချာလေးကြည့်လိုက်တော့လူဒီလောက်လို့ထင်ရတဲ့ခန္ဓာကိုယ်ကြီးကို စားနေခဲ့တယ်ဗျာ။ဒီမှာဟာအဲ့ဒါကြီးကိုစိတ်လိုလဲရနေစားတော့နေခဲ့တာပေါ့။ အသားတွေကိုတရွေ့စီဆွဲခဲ့တဲ့အတန်းတွေကဗန်ချာတို့ကိုနှလုံးကိုရမတဲ့ဖြစ်သွားခဲ့ရပါတယ်။အခါထဲမှာလေအယိုးတွေခန္ဓာကိုယ်တွေတိနဲ့နေလေရှိပါတယ်။သူမစားနေနေလာရုံတွေပရိဘကဝင်ရောက်လာတဲ့ချိန်မှာတော့ဗန်ချာတို့လည်းအကုန်လုံးကိုရှင်းလင်းစွာနဲ့မြင်လဲရတာပေါ့။အရာကြီးကိုမြင်လဲရတော့သူတို့လည်းအတော့ကိုမှနှလုံးအော့သွားခဲ့ပြီးဒုက္ခတွေရောက်နေခရရှာပါတယ်။ လူကနာကိုကကြွက်သားတွေကိုအမဲပြစ်သလိုဖြစ်ကစားဖောက်နေတဲ့သူမကလူသားစားတစေဆိုတာကိုသူတို့လည်းသိခဲ့ကြပါဘူးသူတို့မသိပေမဲ့ထိုတစေကြီးကတော့ဗနီဟာမိန်သွားခဲ့ပြီးသူတို့ကိုချင်းချင်းစွာနဲ့သူတို့ဘက်ကိုလှည့်လာခဲ့ပါတယ်အဲ့ဒီတော့မှတမန်မေကလင်းမဟုတ်ပဲသူမဟာဒစိမကြီးဆိုတာကိုသိရှိသဘောပေါက်သွားပါတော့တယ်ဟာမင်းအဲ့လိုကြီးလာမကြည့်ပါနဲ့ကွာငါတို့ကလူမှုရေးနားလည်တဲ့ကောင်တွေပါ သူများစားနေတတ်နေတာကိုမလို့ရွတ်တဲ့ပါဘူး။မင်းပါမင်းပဲစားပါ။ငါတို့ကိုမြို့မဆိုင်နဲ့တိလား။သူတို့ထိုးထိုးပြောနေခဲ့တဲ့ကြားကနေဒဇိမ့်မကြီးကတော့တန်ချာတို့ဘက်ကိုခြေဦးလှည့်လာပါတော့တယ်။သူဒဇိမ့်မလေးဟာနေဘက်တွားသွားရင်လေသူတို့စီကိုလာနေခဲ့ပါလေ။ဒီလိုနဲ့တဖြည်းဖြည်းလာနေခဲ့ရင်သူတို့ရဲ့နီကိုရောက်လာပါတော့တယ်။ရောက်လာတဲ့ချိန်မှာတော့ထိုးနှကောင်းကလည်းတန်းပြေးတာပေါ့ဗျာ။ ဒါကြောင့်တကောက်ကိုတိုးဖိပြီးအပြည့်စုံကမကရန်ပြေးထွက်လာကြပါတယ်။ပြီးနေမှလော်မယ်အပြည့်ကောက်မှဖြစ်မယ်ဆိုတာကိုလည်းသိတာတော့ဒါကြောင့်အိမ်မောက်တို့အစကို ပြေးကြတာပေါ့။ဒါပေမဲ့သူတို့လုံးမြနေပါမလားဗျ။ဘာလို့လဲဆိုတော့အစားကဖိုက်တာချင်းနဲ့ချင်းနေခဲ့ကြတဲ့ရွာသားတွေကသူတို့ကို အစေသေးစောက်ကြည့်နေခဲ့ကြတယ်ဗျ။အဲ့ဒီထက်မှသူတို့ကိုပထမဦးဆုံးပြေးလိုက်ခဲ့တဲ့ဥပျောက်မဲကြီးလေးအပါဝေပေါ့။ ရှိတဲ့ရွာသားတွေအကိုနီးပါးဟာမောင်တဲကနေသူတို့ကိုစောက်ကြည့်နေတာတွေ့တော့သူနှကောင်ကလည်းတချက်တော့ပြေပြေသွားခဲ့ပါလေအကိုလိုကလည်းကြောက်စရာမျက်နှာကြည့်လို့နေဆိုတော့သူတို့ခင်ဗျာဒီမှာပဲရက်ရမလားဆက်ပြင်ပဲပြေးတာကောင်းမလားဆိုတာကိုတွေးနေခဲ့တယ်ဗျာအဲဒီမှာသူတို့ညီမရှိတဲ့တယောက်ကိုတွားတွေးခဲ့ရပါတယ်သူကတော့ဥပြောင်မဲ့ဖြစ်ပြီးတော့မစက်မှာပေချန်နေတဲ့တွေးပြီးရဲ့ အပြင်မှာထောက်ထွက်နေတဲ့အစွဲတွေရဲ့တွေ့တော့ဆက်ပြေဖို့ကိုပဲရွေးချယ်လိုက်ပါတော့တယ်။ဒါကြောင့်ပြေးကွာပြေးဆိုတဲ့တန်နဲ့တူသူတို့မြောက်လို့စတင်ပြီးတော့ထွေပြေးလာခဲ့ကြတယ်ဗျာ။ထိုရကြီးကလူသားစားတစ်စီတွေနေတဲ့တဲ့ရွာဖြစ်တာကြောင့်ထိုရကြီးကနေထွေပြေးနေတော့အသက်ရှင်ဖို့မျောလင်းချက်ရှိပါတယ်။ဒါမှမဂန်ဆိုးချေတော့ရွာမေကိုမြောက်ခင်မှာပဲဒီစိဘွားကြီးဟာသူတို့ကိုစောင့်နေခဲ့ပါတယ်။ထိုဒီစိဘွားကြီးဟာ သူတို့ကိုတွေ့တာနဲ့စားချေစောနဲ့မကြောမဆိုးခိုးကြော်လိုက်တယ်ဗျာဒီတော့မှပြန်ထလို့မရအောင်အပေါ်ကနေစီးကွာထားလိုက်ပြီးတန်ချောင်းလေးကိုအားရပါရစားပါတော့တယ်တန်ချောင်းရဲ့ရည်ပြားတွေကိုဆုပ်ခွာပြီးသူ့ရဲ့သားတွေကို စားတင်ပြီးတော့စားခဲ့တာပေါ့လက်စိဘွားတော်ကြီးစားခံရတဲ့တန်ချောင်းကဘာမှမတက်နိုင်ခဲ့တော့ပါဘူးတကယ်ကြီးအိမ်မှာကတော့ဘယ်ကနေ့ကမှကျင်းတဲ့ချက်တွေကြောင့်မှမသိဒီတိုင်ရွက်ကြည့်နေခဲ့တယ်ဗျာ သူလည်းတိတ်မကြလက်ခင်မှာပဲအခန်းထဲကဒစိမလီလိတ်လာပြီးအနောက်ကနေတက်ခက်ခဲ့ပါတယ်။အေးမော်လေးတန်ရှန်နီတို့တခါတည်းလဲရပွားခဲ့ပြီး အစားခံလဲရတာပေါ့။အခုချိန်မှာတော့နှစ်ယောက်စလုံးလေးဘာမှမသိနေတော့ပဲဒစိတွေအစားတော့ချေကိုခံနေခဲ့ရတယ်ဗျာ။အရင်နားမှာရှိတဲ့ဒစိတွေကလည်းသူတို့ကိုစောက်ကြည့်နေ ਉ တင်းကြည့်နေခဲ့ကြပါလေ။ဘာလို့လဲဆိုတော့ ။ဒါကြောင့်နဲ့အေးမောင်တို့ကအဘွားကြီးတို့အိမ်ကိုရောက်လာခဲ့တာကြောင့်အဘွားကြီးတို့ပိုင်ဖြစ်သွားခဲ့ပြီးသူတို့ရဲ့စီးမင်းတွေကြောင့်ဝိရံဆွဲဖက်တာဖြစ်ကြပါတယ်။ဘတော်ဒီစားဒိုရာကြီးကိုရောက်လာခဲ့တဲ့သူတို့နှစ်ယောက်ကနောက်ဆုံးမှာတော့လောမြမှုကိုမြားလိုက်ပဲသင်ရင်းတရားကိုသာရေဆိုင်ခဲကြရပါတယ်။တန်ချုံနဲ့အေးမောင်တို့ကအကိုဆိုရတော့မသိစရဲ့နားခေါရီဖြစ်သွားပြီးဘလို့ဘူဒင်သာကိုမှတင်းရှင်းမခံစားနိုင်တော့ပါဘူး။ ီလိုနဲ့သူတို့ထွက်သက်ကိုစောင့်နေနေအရာအလိုဟာပျောက်ကွယ်သွားခဲ့ပါလေ။ဒဲကောင်လေးမဲတို့နဲ့ကောင်ညာကမဲဒီသွားနေကြတာလေ။တညလုံးမဲတွေကို လက်ရှာနေခဲ့ရတာ။ဒါကိုမဲတို့ကဒီမှာမူးပြီးလာအိတ်နေကြတယ်ဗော။ကောင်းလင်တာကွာ။ငါမှတော့ပဲပျောက်သွားကြတာလေဆိုပြီးစိတ်ပူနေလိုက်ရတာ။မဟုတ်ဘူးဗကြီးရ။ကျွန်တော်ညာကလေရွာကြီးတယောက်ကိုရောက်နေခဲ့တာ။အဲ့ဒီရွာမှာ လူဆိုလို့တယောက်မှမရှိပဲအကိုလိုကနေစေတွေချိပဲဗျပြီးတော့တရွာလိုကဇေတွေကျူတူကိုမင်းနဲ့ဖေကြီးနဲ့စတဲ့ကြီးနေကြသေးတာဗျဟာအဲ့ချင်မူတူပြီးပောက်ပန်းလေးဆိုပြီးပြောမနေနဲ့ဟာဒီလိုတိုးဆက်တော့ဦးနေမှာမင်းကြီးတော်ရွာရှိမလားကွာရွာကြီးတော့မသိဘူးရွာသားကြီးတော့ရှိတယ်တည်လားနောက်ထပ်ပောက်ကရောက်တွေခုလိုလို့နေမင်းတို့ကိုရွာသားကြီးစီပို့ပြင်းမယ်ဒါမျိုးတော့ကြားလား လူလေးပါကြီးကိုပြောပြခဲ့တဲ့အချိန်မှာတော့ဘာကြီးကလည်းမျိုးကြီးခဲ့ဘူးဗျာတကယ်တော့အဲ့ဒီတစေကြီးဟာလာပြီးညမှသာပေါ်လာလိမ့်ရှိပြီးမျက်စိလည်းလမ်းမပြီးရောက်လာတဲ့လူသားတွေကိုအစေသေးစောင့်နေခဲ့ပါလေဒါကြောင့်လည်းအေးမောင်ကလည်းအသက်တွေကနေတီတီလေးလောလာခဲ့ကြတာပါအခုဆိုတော့သူတို့ဟာအသက်ရှင်နေပြီမဲ့သူတို့တွင်းထဲကအရာတခုကပြောင်းလဲနေခဲ့ပါပြီဒါကြောင့်အရင်လိုမဟုတ်တော့ဘဲပြန်ရောက်လာကလေးကဦးကြောင်ကြားဖြစ်နေခဲ့တယ်ဗျာ အဲ့ဒါတည်းမကပဲအစာရေစာသမင်းတွေကိုလည်းမစားခြင်းမသောက်ခြင်းနဲ့စိတ်ဘီစားပြီးပြောင်းလဲလာနေကြတာပုံ။လာမီညာတွေကိုရောက်လာရင်လည်းပိုဆိုးလာခဲ့ပြီးဒေါကင်ပြည်ကြီးကိုငဲမောကြည့်နေခဲ့ကြတာပုံ။အရာတစ်ခုခုကသူတို့ရဲ့စိတ်ကိုလှုပ်ဆော်ပေးနေခဲ့ပါလေ။အဲ့ဒီလှုပ်ဆော်မှုတွေက သူတို့ဟာအရာတစ်ခုခုကို စားခြင်းတောက်ခြင်းနေခဲ့ပါလေ။ ဘလိုရာတွေကို စားကြည့်တာလဲဆိုတော့လက်ဆက်တဲ့အသားတွေလက်ဆက်တဲ့သွေးတွေနဲ့ခရရာတွေကို စားလောက်စားပြုတ်လာခဲ့ပါတယ်။ဒေဂျာတာတခုကတော့တစေကြီးရွာကတစေတွေးရဲ့ပြုတ်မှုတွေတိုင်းပြောင်းလဲလာခဲ့တာပေါ့။ဒါကြောင့်သူတို့ဟာတစေကြီးတွေဖြစ်ပြောင်းလဲသွားခဲ့ပြီဆိုတာလောဝဒေဂျာသွားခဲ့ပါတယ်။ဒါဆိုရောသူတို့ညောင်လေရွာတွေကလူတွေကိုလိုက်ပြီးတော့စားတော့မှာလား။ဒီရွာတို့ကတစေတွေဖြစ်ပြောင်းလဲသွားမှာလားဆိုတာကိုကျွန်တော်လည်းမသိပါဘူး။ ဒါကြောင့်အခုချင်းနေတဲ့သူကရောဘလို့ထင်လဲဆိုတာကိုပြောသွားလို့ရပါတယ်။ဟုတ်ကဲ့ပါ။ဒီဂရီရဲ့တက်ဆက်မှုကတော့ဒီလောက်ပါပဲဗျာ။အခုလိုဗီဒီယိုတွေကိုလည်းအချိန်တိုင်းတင်ဆက်ပေးနေတာကြောင့် Subscribe လုပ်ဘေးနားကခေါင်းလေးကိုနှိပ်ပြီးစောင့်မျှော်အားပေးနိုင်ပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။